မင်္ဂလာပါရှင်ရှင်းလင်းလက်ပံမကနေကြိုဆိုပါရစေ။အာဒီနေ့ reading လေးကတော့မလို့တွေပေါ့နော်။ဒါငွေကြီးနဲ့ပတ်သက်တဲ့ reading လေးကိုပြုလုပ်ပေးမှာဖြစ်ပါတယ်။ဒါလူတွေနေ့စဉ်ဘဝမှာရှင်သန်ကြတာငွေကြီးဆိုတာလေအဓိကနော်ကဏ္ဍတစ်ခုထဲမှာပါနေရပေါ့။ဆိုတဲ့အခါကျတော့မုံက group လေး၄ခုလုပ်ပေးပါမယ်။အဲ့တော့ group လေး၄ခုရဲ့ဒါငွေကြီး၊ကံအခြေအနေ၃လား သုံးလအတွင်ပေါ့နော်ခုကစားပြီးတော့ဒီသုံးလသာအတွင်မှာငွေကြေးချင်းလေးတွေဗာလေးတွေရှိနိုင်လဲဆိုတာကိုမလို့တွေလေ့လာမယ်ပေါ့နော်လေ့လာပြီးသားရင်မလို့တွေအာတတိထားစရာလေးတတိထားမယ်ကောင်းတာလေးတွေဗာလေးဖြစ်နိုင်လဲဗာလေးတွေတိထားတဲ့လဲဆိုတာကိုမွာ message လေးနည်းနည်းပေးပေးမယ်ပေါ့နော်ဆိုတော့ဒီနေ့ ီနေ့အစပြီးတော့နောက်3လအတွင်းမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ငွေကြေးအချိန်လေးတွေဘာတွေဖြစ်လာနိုင်လဲဆိုတော့မုံကဒီ group လေး၄ခုနဲ့ကြည့်ပေးမယ်အဲ့တော့အရင်ဆုံးဒီအာအလုံးတိချမှာကတ်တေကိုတိုင်းမာကိုကမုံကဒါ energy တွေမုံကဆွဲယူတတ်တယ်ပေါ့နော် energy တွေဆွဲထားတဲ့အတွက်ကြောင့်မို့လို့ကတ်တေရဲ့ energy ဟာအကောင်းနေကြီးပဲမုံအာဒီသူ့ကြလာတဲ့အတိုင်းပဲမုံသွားထားတယ်ပေါ့နော်ဆိုတော့ကကြတော့အာကတ်ပေါ်မှာကြည့်ပြီးတော့ ရွေးချယ်လို့လည်းရတယ်နံပါတ်တွေအပေါ်မှာကြည့်ပြီးရွေးချယ်လို့လည်းရတယ်ဒါပေမဲ့ကတ်တွေရဲ့ energy ကမွန်တီတဲတဲမှာပေါ့နော်ကိုကိုကို energy တွေဒါစဖတ်ပြီးတော့ energy လျှောက်ကောက်မယ်ဆိုရင်တော့ဟဲကြောက်စရာကြီးပါပေါ့နော်အဲ့လိုမျိုးရွေးချယ်တာမျိုးမဟုတ်ဘဲနဲ့ကြောက်လို့ကွတာရွေးချယ်စင်တယ်ဒါပေမဲ့ကတ်ကြီးရဲ့အနေထားရဟာဘိုင်းလဲဟာဆိုပြီးတော့အဲ့လိုမျိုးမလုပ်လိုက်နဲ့ပေါ့နော်ကိုစိတ်ထဲမှာဖြစ်တဲ့ energy ကိုဒါဆွဲယူလိုက် ဘာမှမဖြစ်ဘူးဘာဖြစ်လဲဆိုတော့ဒီကပ်ပေါ်မှာပဲမူတည်တာမဟုတ်ဘူးမောကပြီးရင်ထက်ရုံးနဲ့ကြည့်ပေးမှာမို့လို့နော်ဒါကြောင့်မို့လို့ဆိုတဲ့ခါကျတော့အခုဒါ group 1လေးတွေအတွက်ဖြစ်ပါတယ် group 1ဒါ group 2လေးတွေအတွက်ဖြစ်ပါတယ် group 2ပါ group 3လေးတွေအတွက်ဖြစ်ပါတယ်ဒါ group 3ပါ group 4လေးတွေအတွက်ဖြစ်ပါတယ် group 4ပါ โอเคဒါဆိုရင် group 1 2 3 4ပေါ့เนาะဒီကတ်ကလေးတွေကိုအာဒါမိမိအအဆင်ပြေသလိုမျိုးမိမိစိတ်ထဲမှာခံစားမိသလိုမျိုးရွေးချယ်ပြီးတော့လေ့လာနိုင်ပါတယ်ရှင်ဒါဆိုရင် group 1လေးနဲ့အတူတူပြန်လာခဲ့ပါမယ်ဆိုတော့အခုဒါဆိုရင်မမခါလေးလုပ်ပေးလိုက်မယ်ပေါ့เนาะ group 1လေးအတွက်ဖြစ်ပါတယ်ဒီကတ်ကိုရေးထားတဲ့ group 1လေးအတွက်ဖြစ်ပါတယ် ဲ့တော့ group ဝင်လေးတွေရေဒီပေါ့နော်၃လတာဝင်ချေးအန်ဂျီလေးကိုမလို့ဒီလေးလာมาဖြစ်ပါတယ် group ဝင်လေးတွေရေ၃လတာဝင်ချေးအန်ဂျီလေးကိုမလို့ဒီလေးလာခြင်းမှာဖြစ်ပါတယ် group ဝင်လေးတွေရေဝင်ချေးအန်ဂျီ၃လတာဝင်ချေးအန်ဂျီလေးကိုလေးလာပြန်มาဖြစ်ပါတယ် group ဝင်လေးတွေအတွက်၃လတာဝင်ချေးအန်ဂျီပါဖြစ်လာနိုင် โอเคกลุ่ม1လေးတွေကိုမောင်ကပြောပြပေးရှင်းနေပါတော့အဲ့တော့ group 1လေးတွေရဲ့၃လတာဝင်ရေးကြီး energy မှာလေတချို့များသောအဖြစ်ပေါ့နော်တချို့လေးတွေဒါဟိုဘယ်လိုကောင်းမလဲစုမဲရီစုစုမဲစုတဲ့သူမျိုးလေးတွေရှိရပါတော့တချို့လေးလေအဲ့တော့စုမဲစုတဲ့သူလေးတွေပြီးတော့ဒါနောက်တစ်ခု share လုပ်ပြီးတော့ share လေးပြန်ခွဲဝေတာပေါ့နော်အဲ့ဒီလိုမျိုးဒါဝင်ရေးကြီးနဲ့ပတ်သက်ပြီးတော့အလုပ်တွေအလုပ်တွေမှာဒါ share လေးပြန်ခွဲဝေတဲ့သူတွေပြီးတော့ကိုစုစုဆောင်ထားတဲ့ ဒီစုမဲတွေပေါ့နော်ပြန်ပြီးတော့ထုတ်ရတဲ့သူတွေပြီးတော့နောက်တစ်ခုကအတိုးတွေပေါ့နော်အာအတိုးဒါကိုစုထားတဲ့ပတ်စံတွေပေါ့မှာအတိုးတွေရတာအဲ့ဒီလိုမျိုး energy မျိုးလေးတွေကိုတွေ့ရတယ်အဲ့တော့ဒီသုံးလတာအတွင်းမှာ group 1လေးတော်တော်များများကကိုစုစုဆောင်ဆောင်လောက်ထားတဲ့ဒါပမာဏလေးတစ်ခုကနေမှမျိုးမျိုးမြတ်မြတ်ပေါ့နော်အတိုးတွေရလာမှမျိုးလေးတွေကိုမွန်တွေ့ရတယ်နော်အဲ့တော့ အာဒါစီးပွားရေးလုပ်နေတဲ့သူလေးဆိုရင်လေကိုကကွာပစ္စည်းတွေပေါ့နော်ဒါပစ္စည်းတွေကိုစုဆောင်းထားတယ်အဲကိုကိုအာပစ္စည်းရောင်းတဲ့သူတွေပေါ့နော်ကိုကပစ္စည်းတွေကိုစုထားတယ်အဲ့ဒီစုထားတဲ့ပစ္စည်းတွေရာနေမှာဒါရောင်းထွက်တာရောင်းထွက်တဲ့အခါကျတော့ကကိုအရင်ဝယ်ထားတဲ့ဈေးထက်အခုကဒီပေါ့နော်ပို့ပြီးတော့ရလိုက်တာမျိုးအာပြောရရင်ပါဥထားတာဥထားတာလေးတွေရောင်းထွက်သွားတာမျိုးပေါ့နော်အဲ့ဒီလိုမျိုးလေးတွေဒီ၃လတာမှရှိတယ် ဒီ3လတာကာလမှာဒါကြောင့်မို့လို့အခုပေါ့နော်ကိုကဒါဒီဒီ3လတာမှာကိုကိုကိုပြန်ပြီးတော့စဉ်းစားကြည့်လိုက်ပေါ့ဒီ3လတာမှာကိုက ကိုအရန်တိုက်တဲ့အာပစ္စည်းတစ်ခုပေါ့နော်ဈေးကြီးတဲ့ပစ္စည်းတစ်ခုခုဝယ်ဖို့အတွက်ဆိုရင်လည်းဒီ3လတာလေးမှာကိုစုဆောင်ထားတဲ့ဆရာနေမှာရလာဆရာလေးတွေရှိနိုင်တယ်အဲ့လိုပဲဒါကကိုကနောက်ထပ်ယင်းနည်းမြောက်နံမှုအစ်စ်တစ်ခုခုလုပ်ဖို့အတွက်ဒါငွေကြေးပမာဏတစ်ခုလိုတယ်ဆိုရင်လည်းအရင်ကိုစုဆောင်ထားတဲ့အရင်ဥထားတဲ့ပေါ့အဲ့အဲ့လိုမျိုးပစ္စည်းလေးတွေကိုထုတ်ရောင်းပြီးတော့နောက်ထပ်ယင်းနည်းမြောက်နံမှုတစ်ခုလုပ်ရတာမျိုးလေးတွေဖြစ်တတ်တယ် ဲ့တော့ဒီ3လတာကာလမှာကျတော့ကိုကိုကိုပြန်ပြီးတော့ပလန်ဆွဲထားပါတော့အဲ့တော့ကိုကဒီ3လတာမှာကိုနောက်ထပ်ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ဖို့အတွက်ဘာတွေလိုလဲဘာညာဆိုတဲ့ဟာကိုတိတိကျကျဘတ်ဂျက်စရင်းလေးတွေတိကျဆွဲထားတဲ့နယ်လို့မြင်မိတယ်အဲ့တော့ဒီ3လတာမှာကိုစုဆောင်စာစုဆောင်ထားတာလေးတွေရလာတတ်တယ် ဒါဒါအသက်ကြီးတဲ့သူတွေဆိုရင်လည်းပင်စင်တွေပေါ့နော်ပင်စင်ထုတ်တာတို့ပြီးတော့ incentive တွေရတာတို့ဒီလိုမျိုးလေးတွေပေါ့နော်အာကိုစူးစမ်းထားတဲ့အရာတွေကရလာတာကိုစုဆောင်ထားတဲ့အရာတွေကနေမှရရှိလာတာဒီလိုမျိုးအနေအထားမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဒါပေမဲ့စီးပွားရေးလုပ်တဲ့သူတွေကိုတခုပြောချင်တာကကြတော့လေတချို့တော့အာဒါစီးပွားရေးလုပ်တဲ့သူတွေမှာအရန်အရေးကြီးတာတခုရှိတယ် တကယ်ငွေဈေးပေါ့နော်တကယ်စီးပွားရေးဈေးကွက်ကိုတိတိကျကျလေးလာပါကိုကလေအခုဒီပစ္စည်းကိုအခုဒီလောက်နဲ့ရောင်းလိုက်တယ်ထားလိုက်ပါတော့ဥပမာအနေနဲ့ပြောချင်တာဒီပစ္စည်းကို၁၀သိန်းနဲ့ရောင်းလိုက်တယ်၁၀သိန်းနဲ့ရောင်းလိုက်တယ်ကိုကတော့မြတ်သွားတယ်ပေါ့လို့မြတ်တော့မြတ်သွားတယ်အရင်ဝင်တဲ့ဈေးထက်တော့မြတ်သွားတယ်ပြန်ရင်းနှီးဖို့ဟာမှာကြတော့စေသိန်းနဲ့မလောက်တော့တာမျိုးဖြစ်တတ်တယ်အဲ့တော့ပြောချင်တာကဒီ၃လတာမှာငွေစည်းရလေ အဲ့လိုမျိုးပေါ့နော်ဒီပစ္စည်းစေးတွေကတက်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 ပြီးတော့ငွေစေးကကြကြားသွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တဲ့ဟာမျိုးလေးတွေတစ်ချက်တတိထားပတ်စံဆူတဲ့သူကပြဿနာမရှိဘူးပတ်စံဆူတဲ့သူကဒီပတ်စံကိုသူကပြန်ရလာတာသူ့မှာပြန်ပြီးတော့အဲ့ဒီအတွက်ရင်းနှီးမြှုပ်နှံမှုမရှိဘူးဆိုရင်တော့သူ့မှာအရှုံးအလောက်မရှိဘူးပြန်ပြီးတော့ဒီအပစ္စည်းကိုရောင်းလိုက်တယ် ဒီပစ္စည်းရနေမှာရတဲ့ပတ်စံကိုရင်းနှီးမြှုပ်နှံမှုတစ်ခုလုံးမယ်နောက်ထပ်ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်တော့အဲ့လူကခက်ခဲတတ်တယ် group 1လေးတွေထဲမှာဒါကြောင့်စီးပွားရေးလုပ်တဲ့သူတွေအထူးသတိထားပါငွေကြေးနဲ့ပတ်သက်ရင်ပစ္မရောင်းရအောင်မဟုတ်ဘူးရောင်းရတယ်ပြန်ရင်းမှုအတွက်မလောင်းရဘူးဒါမျိုးလေးတွေဖြစ်တတ်တယ်တစ်ချက်သတိထားပါနောက်ထပ်တစ်ခုကကြတော့ရောင်းမဝယ်မှာဖြစ်တတ်တယ်ပေါ့နော်ရောင်းမဝယ်မှာအဲတွေ့တယ်ကြိုက်တယ်ချက်ချင်းဝယ်တယ် အပြစ်လိုက်ပြီးတော့ကိုယ်စီမှာတောင့်တင်နေတတ်တယ်အရေးကြီးတယ်ပေါ့နော်ဒါလေးတွေဒါကဟိုအယောင်ဝယ်လုံတဲ့သူတွေအတွက်ကိုပေါ့နော်အထူးပြောပြတာပါအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ပေါ့ဆိုတော့နောက်တစ်ခုကကြတော့ကိုကအာပစ္စည်းတွေပါတယ်ဒါကိုကိုတကူရေးစာသုံးတာပေါ့နော်ကိုတကူရေးစာသုံးတဲ့သူမျိုးတွေဆိုရင်လည်းဒီပစ္စည်းကဟိုဘယ်လိုကိုကြိုက်လုံလို့တော့ဝယ်လိုက်တယ်ဒါပေမဲ့အဲ့ဒီပစ္စည်းကကိုအတွက်အလောက်ကြီးဟို effective မဖြစ်နေဘူးပေါ့နော်ဒါမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့နှစ်ခါပြန်စဉ်းစားအနေဆုံး ပစ္စည်းတစ်ခုဝယ်မယ်လို့စဉ်းစားရင်နှစ်ခါပြန်စဉ်းစားရှင်ပြီးတော့ရွေးလို့ရတဲ့အရာမျိုး ရှင်ပြီးတော့ဝယ်တာမျိုးဒါမျိုးလေးတွေလောက်ပါလို့ပြောပြပေးချင်ပါတယ် group 1လေးတွေပေါ့နော်ဝေးချင်းနဲ့ပတ်သက်ရင်ဒီ3လတာမှာတော့တိတိကျကျလေးစဉ်းစားပြီးတော့ရှင်ပြီးတော့လေအဲ့ဒီလိုမျိုးလေးတွေလောက်အဲ့ဒါမှ group 1လေးတွေအရှုံးမပေါ်မှာအဲ့ဒါလေးကိုတော့ပြောပြပေးချင်ပါတယ် group 1တွေဒီလအထဲထဲမှာဒီ3လတာကာလအထဲထဲမှာ တကယ်လို့ကိုကဒါပတ်စံနေပါလေပေါ့နော်စုချင်တယ်လို့ဘာလို့ဆိုရင်စုလာကောင်းတယ်ပတ်စံနေပါလေတော့တေချာလေးစုပေါ့နော်အာစုလာတော့ကောင်းတယ်တပည့်တစ်ခုရှိရာကမူခဏပြောသလိုမျိုးပေါ့နော်နည်းနည်းလေးအာအခုမှစပြီးတော့ဒါ invest လုပ်မယ်အလုံးစားလုံးမယ်ယင်းနှမြုံနိုင်မှုတွေအကြီးကြီးလုံးမယ်ဆိုရင်တော့ဟိုနည်းနည်းလေးနည်းနည်းအခက်ခဲလေးတွေဖြစ်တတ်တယ်ဒီသုံးလမှာအလုံးလုံးမယ်ဆိုရင်ရှိသမျှတွေအကုန် all in ပုံအော်ပြီးတော့မလုံးနဲ့ တည်ကြကြအချိန်အခြေအနေအနေအထားအကောင်လုံးပေါ့နော်ဒါလေးတွေကို market အခြေအနေကိုတည်တည်ကြကြကြည့်ပါလို့ပြောပြပေးချင်ပါတယ်ရှင်ဒါ group 1လေးတွေအတွက်ဖြစ်ပါတယ် group 1လေးတွေအစစအရာစင်ပြပါစီလို့ဆုတောင်းပေးပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင်ရှမ်းလေးလပိုင်ပုံကနေပြန်လဲကြိုးဆိုပါရစေ။အဲ့တော့ဒီနေ့ရည်တင်လေးကတော့ဒါမွန်တို့ဒီအခုကစပြီးတော့နောက်3လအတွင်းမှာပေါ့နော်။အဲ့တော့ အာဒီငွေကြီးအခြေအနေလေးတွေငွေကြီးကံလေးတွေပေါ့နော်ဘာလေးတွေဖြစ်လာနိုင်လဲဆိုတာကိုမင်းတို့တွေအနေငယ်လေးလာမှာဖြစ်ပါတယ်အခု group 2လေးတွေအတွက်ဖြစ်ပါတယ်ဒီကက်ကိုရွေးထားတဲ့ group 2လေးတွေအတွက်ဖြစ်ပါတယ်အဲ့တော့ငွေကြီးကံအခြေအနေလေးကိုကြည့်တာပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ် group 2လေးတွေစမရေတော့ give site ပြီးနော်ဘဝတစ်ချက်ကြည့်ပြီးမယ်စမရေလေးလည်း give site ပြီးနော် ကစားကျမရေးချောင်းငွေကုန်ကြီးချများနေမှာဆိုလို့ရေနော်ကျမရေးကိစ္စဈေးဘွားက เนาะအဲ့လိုမျိုးကိုယ့်ရဲ့ဒါကလေးမိဘကိုကိုယ်တိုင်အကုန်လုံးစက်မှန်နေနဲ့ပတ်သက်ပြီးတော့ခရီးဆိုင်ပေးပါ group 2လေးတွေတံငွေကြေးကန်ကြည့်ရင်းနဲ့ပေါ့နော်စက်မှန်ရေးကိစ္စလေးတွေပြောလိုက်တာဒါလို့လဲဆိုတော့ငွေကြေးကန်ကြည့်ရဲ့အချိန်မှာစက်မှန်ရေးပေါ့နော် illness ဆိုလဲစက်မှန်ရေးနဲ့ပတ်သက်ပြီးကပ်ခရီးရလာကြနေတဲ့အတွက်ကြောင့်မလို့မောင်ကလေးစေးဘွားကဂုံနာစေးယုံစရိတ်စေးဘွားကเนาะအဲ့လိုမျိုးလေးတွေဟိုဂုံနာမျိုးပေါ့နော်ဒါမျိုးလေးတွေကို ဟိုခံရမှာကြုံရမှာဆိုလို့တစ်ချက်တတိပီလာဖြစ်ပါတယ်အခုဟာစေကန်းတစ်ခါတစ်ခါသွားလဲမလွယ်ဘူးလေနော်ဈေးတွေကကြီးပြီးတော့လေဈေးတွေကတက်နေတာနော်ဈေးကြီးတဲ့ဆိုတော့ဈေးတွေကမြန်တက်နေရောโอเคဒါဆိုရင် group 2လေးတွေအတွက်မြေကြီးကံ၃လတောင်မြေကြီးကံခုတူလေးတွေ၃လတောင်မြေကြီးကံ တူလေးတွေအခုဒီ3လတာမှာပေါ့နော်ငွေရေးကြေးကံလေးတွေကကောင်းတယ်ဂရုတူဂရုတူကငွေကြေးကံကောင်းတယ်ကျမရေးပဲခရူးဆိုင်ပေးနော်အလုပ်တွေအရင်လုပ်ပြီးတော့ကျမရေးထိခိုက်မှာဆိုလို့ဂရုတူလေးတွေလေအခုဒီ3လတာကာလမှာဥပမာပေါ့နော်ကိုကလေအလုပ်တစ်ခုခုလုပ်ချင်နေတယ် ါသူများကိုလည်းပေးမသိချင်ဘူးပဲဖြစ်ဖြစ်ပေါ့နော်ကတိတ်တိတ်ကလေးတိတ်တိတ်ကလေးကဒါလှုပ်ချင်တယ်ကဒါဝယ်ချင်တယ်အမပေါ့နော်ဒါလေးရင်းနှီးမြုပ်နှံမှုလှုပ်ချင်တယ်ဒီလိုမျိုးပေါ့နော်စိတ်ထဲထဲမှာအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ဒီသုံးလတာကာလမှာကလေအလုံးလုံးလို့ကောင်းတယ် နော်ရင်းနှီးမြှုပ်နှံမှုတခုခုလောက်တာပစ္စည်းတခုခုပေါ့နော်အဲ့လိုမျိုးအဝေမမားဘူးပေါ့နော်အဲကိုယ်စိတ်ထဲထဲမှာကွာနည်းနည်းကြာနေပြီဒါလုံးရင်ကောင်းမလားလုံးရင်ကောင်းမလားလှုပ်ချင်နေတာအရန်အရန်လှုပ်ချင်နေတာတချို့ကြီးအိမ်မက်တွေပါရဲ့ပါမက်တဲ့သူမျိုးရှိလိမ့်မယ်ထင်တယ်လှုပ်ချင်လုံးလို့အဲ့လိုမျိုးပေါ့နော် ဲ့လိုမျိုး group 2လေးတွေတခုခုလုံးချင်တယ်ပေါ့နော်ဟိုမျိုးမျိုးမြတ်မြတ်အလုပ်တခုပြောတာနော်အပစ္စည်းဝယ်ချင်တာပြောတာမဟုတ်ဘူး cosmetic တွေဝယ်မယ်တို့ဘာတို့ညာတို့ပြောတာမဟုတ်ဘူးဒါပစ္စည်းတခုခုအဝယ်ပြော့ဒါရင်းနှီးမြုံနှံမြုံနှံမှုတခုခုလုံးချင်တာအလုပ်တခုခုမှာ share ထည့်ချင်တာတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုရင်ဒီ၃လတာကာလမှာကလေအလုံးလုံးကြည့် လုံးလုံးလို့ကောင်းတယ်ဒါပေမဲ့တူတူတိတ်တိတ်လို့ဟဲ့ငါတို့ဘလို့လုံးလိုက်မှာတို့ဘာလို့ညာတို့အဲ့လိုတွေမလုံးနဲ့တူတူတိတ်တိတ်ပဲတိတိဆိတ်ဆိတ်ကလေးပဲကိုကိုတတရာလေးပဲမသိရင်ဒီတိုင်းလေးပဲပုံမှန်လေးပဲနေနေတယ်လို့မျိုးလေးအလူလုတ်ပြီးအဲ့လိုမျိုးလေးလုတ်ပြီးရင်တော့မစိုးကောင်းနဲ့ပေါ့နော်ဒါလေးကိုပြောပြပေးခြင်းနဲ့ကိုတခုခုလေးလုတ်ချင်နေတယ်တခုခုလေးဥမာကိုကဆိုင်ဖွင့်ထားတယ်ဆိုင်မှာတကဒီပစ္စည်းလေးတင်ကောင်းမလားတင်ကောင်းမလားဆိုပြီးတော့စဉ်းစားနေတယ်မတင်ဖြစ်ဘူးမဟုတ်ဘူးလုတ်ကြည့်လိုက်အစင်တည်လိုက်မယ်ဒါလေးကိုတွေ့ရတယ်အဲ့တော့ဒီကာလမှာပေါ့နော်ဒီကာလမှာ လှုပ်ကြည့်လှုပ်ကြည့်ပါတဲ့လှုပ်ပြစ်ပါတဲ့လှုပ်ကြည့်ပါတဲ့လှုပ်ပြစ်ပါတဲ့တခုဖြစ်မွားရောမှာစတာပါဆိုတော့အဲ့တော့အခုဒီမှာကတော့ဒါငွေကြေးနဲ့ပတ်သက်ရင်ကြတော့ကောင်းတယ်နော်ငွေကြေးနဲ့ပတ်သက်ရင်ကြတော့အလုပ်တွေကိုလှုပ်ကြည့်ပါအာမလိုအပ်တာတွေရှောက်ပြီးတော့တွေးမနေနဲ့ကိုကွာကိုလှုပ်ရှားရှိတာလှုပ်နောက်တစ်ခုကကြတော့ကိုလှုပ်ချင်တဲ့အရာတွေကိုတိတ်ပြီးတော့သူများတွေကိုလေ ဟိုအရင်ချပြပြီးတော့ပြောမနေနဲ့လောက်လောက်တော့မှသာဒီမှာဟေ့ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်တကယ်လောက်လောက်ပြီဆိုတော့မှအဲ့လိုအဲ့လိုချပြပေါ့နော်တိတ်ပြီးတော့မလောက်ခင်မှာအများကြီးရှောက်ပြောထားတာကြီးပါမလောက်နဲ့ဒါလေးကိုပြပြပြချင်းနဲ့ ဒီလတဲ့ထဲမှာကြတော့ဒီဒီ3လတာကာလပေါ့နော်ဒီ3လတာကာလတဲ့ထဲမှာကြတော့အဓိကတော့ကိုယ့်ရဲ့စိတ်ဆန္ဒလေးပေါ့နော်အဓိကအရင်အရေးကြီးတယ်ခုနကပြောသလိုမျိုးတော့ကိုကိုယ့်ရဲ့ကျမရေးတော့အထုကယူဆိုင်ကျမရေးကြောင်းတော့ငွေကုန်ကြေးချများတတ်တယ်နော်ကိုကအလုံးနဲ့ပတ်သက်ရင်ငွေကြေးပါညာအလုပ်တွေပါလေဆိုလဲကောင်းတယ်တချို့အလုပ်လျှောက်ထားတဲ့သူတွေဆိုလဲဒီ3လအတွင်းမှာအလုပ်တွေပါလေရတတ်တယ်အလုပ်တွေလျှောက်ပါဟဲ့ငါရမရပါမလားတွေပါလေစိုးရိမ်ပြီးတော့ဒီတိုင်း time နေနဲ့လှုပ်ရှားရှိတာတခုခုကို ှုပ်ချဖြစ်ဝန်ထမ်းဆိုရင်လည်းနော်ဝန်ထမ်းကိုလှုပ်ချင်တဲ့အရာလေးတွေကိုကြိုးကြိုးစားစားလေးနဲ့လှုပ်တော့ကိုပြောချင်တဲ့အရာလေးတွေကိုကတင်ပြချင်တဲ့အရာလေးတွေကိုလှုပ်ပြီးသွားရင်နောက်တစ်ခုကအပြိုင်ဆိုင်တွေရှိတယ်အဲ့အပြိုင်ဆိုင်တွေထဲမှာမှကိုကကိုလှုပ်ချင်တဲ့အရာလေးတွေကိုအာချပြဒါလေးတွေကနေမှအများကြီးရလာလိမ့်မယ်အကျိုးအမြတ်ကောင်းနေပေါ့နော်ဒါလေးတွေကိုပြောပြပေးခြင်းနဲ့ကိုပိုင်စီဝါရေးလောက်တဲ့သူတွေဆိုရင်တော့ရင်းစရာရှိတာရင်းလုံးစရာရှိတာလောက် တိတ်ပြီးတော့ဟိုမှာဖြစ်နေပေါ့နော်အဲ့ဒါလေးပဲချအရင်ဆုံးချပြရပြီးတော့မှနောက်မှလာတာတက် intro ကြီးခင်မထားနဲ့ဝုံးဆိုတာချပြကျမရေတော့အထူးပြုဆိုင်ကျမရေကြောင့်တော့ငွေကုန်ကြေးချများတတ်တယ်စိတ်ယုံတက်ရတာတွေပါလေတစ်ချက်တတိချအာနာစီချောင်းဆိုးတွေဗိုင်းရပ်စ်ဝင်တာတွေရာသီအကူအပြောင်းတွေဒါမျိုးလေးတွေမှာတော့ကျမရေနဲ့ပတ်သက်တဲ့ ဒါကုန်ကျစရိတ်လေးတွေရှိတတ်တယ်အဲ့ဒါကြောင့်မို့လို့ဥမာပေါ်တော့ကိုကိုကို caring အရင်လုပ်ထားဟိုနောက်မှဈေးကူးကားတဲ့ကုန်ကျစရိတ်ထက်ကိုပုံမှန်ပေါ်တော့မိဝဲရမယ့်ဈေးဘာညာဆိုရင်လေဒါမျိုးလေးတွေကိုမိဝဲပါလို့ပြောပြပေးချင်ပါတယ်အဲ့တော့အဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဂရုတူလေးတွေအဆအဆင်ပြေပါစေရှင်ကျေးဇူးတင်ပါတယ်ရှင် မင်္ဂလာပါရှင်ရှမ်းလလပိုင်မုံကနေပြန်လည်ကြိုဆိုပါရစေအဲ့တော့ဒီနေ့ reading လေးကတော့ငွေကြေးရေးနဲ့ပတ်သက်တဲ့ reading လေးဖြစ်ပါတယ်အခုက group 3လေးတွေအတွက်ပေါ့နော်ဒီကတ်ကလေးကိုရွေးချယ်ထားတဲ့ group 3လေးတွေအတွက်ကိုမုံကပြုလုပ်ပေးမှာပါဒါကကြတော့အခုကနေစပြီးတော့နောက်3လအတွင်းမှာပေါ့နော်အဲကိုယ့်ရဲ့ငွေကြေးကန်လေးတွေကဘာတွေဖြစ်လာနိုင်လဲဆိုတာကိုမုံနဲ့အတူတူလေ့လာမှာဖြစ်ပါတယ်အဲ့တော့ group 3ပတ်စံလုံးဝလုံးဝမချီးပါနဲ့ပတ်စံချီးပြီးသွားရင်လေအဲ့ဒီ ဟိုဘယ်လိုခေါ်မလဲတိလားပတ်စံချေးပြီးသွားရင်အဲ့ပတ်စံကလေးပြန်မရလာပဲနဲ့ကို့ပေါ်မှာလေးဒါဟိုအချေးဟိုဘယ်လိုခေါ်မလဲကိုကလည်းသူများစီကတော့မချီးနဲ့တော့ပြန်မဆက်နိုင်ဘူးဒီ၃လအတွင်းမှာကိုကလေငါကတော့ပြန်ဆက်နိုင်မှာပါငါကတော့ဘလို့ပဲညာပါဆိုပြီးတော့လက်လွတ်စပဲသူများစီကတော့မချီးနဲ့ပြန်မဆက်နိုင်ဘူးစိတ်ရှုံးရတတ်တယ်အကျွေးတွေဝင်အကျွေးတွေပိတတ်တယ်ကိုကလည်းတော့မချီးနဲ့ကိုကလည်းသူများကိုပေးမဲ့ဆိုရင်ဒီ၃လပြန်မရဘူး နော်ပလုံသွားမှဆိုလို့ပေါ့နော်ကိုကလိုချင်နေပြီကိုကပြန်ရချင်နေပြီပြန်မရတတ်ဘူးအဲ့တော့တလားပါပဲကွာနှစ်လားပါပဲကွာနဲ့တွေ့သွားမယ်အရင်ရေးကြည့်တယ်ကိုလည်းသူများစီကမချီးနဲ့ကိုရှိတဲ့ဟာလေးနဲ့ရောက်ရဲပြီးတော့နေအဆင်ပြေအောင်နေသူများစီသူများကိုလည်းကိုကမချီးနဲ့ပြန်ရဖို့ခဲရင်းတယ်ဒီပုံစံမျိုးလေးကိုပြောပြပေးချင်တယ်နောက်ထပ်တစ်ခုကကြတော့နောက်ထပ်တစ်ခုကလေး ပစ္စည်းအရန်ဝယ်တဲ့သူတွေ online shop တို့ဘာလို့ ਆ နေပစ္စည်းအရန်မာတာပစ္စည်းအရန်ဝယ်တာအရန်ရေးကြည့်ပါလေအဲ့တော့ဒီလထဲထဲမှာလေ online delivery တွေတယောက်ပြီးတယောက်ရောက်လာတတ်တဲ့ group 3လေးတွေကိုယ့်အကူအမာတွေများတာเนาะကန့်ကြမအကြောင်းမဟုတ်ဘူးเนาะဒါကကြတော့ကိုကိုတိုင်းလေးအတုံးတွေများတာဟိုကလည်းလိုချင်ဒီဟာလည်းလိုချင်အဟိုကလည်းရချင်ဒီဟာလည်းရချင်ပေါ့เนาะဒါမျိုးလေးတွေ ਨੇ ဘောက်ချတွေကိုအိတ်တဲ့မှာများနေတတ်တယ်ပတ်စံတွေထွက်ပြီးဘောက်ချတွေရလာလိမ့်မယ်အရင်အရေးကြီးပါတယ်เนาะအဲ့တော့ဒီ group 3လေးတွေ group 3လေးတွေအာဝေးကြီးနဲ့ပတ်သက်ရင်နည်းနည်းလေးအသုံးစရိတ်ကလေးတွေကိုကို့ဘတ်ဂျက်နဲ့ကို့ဟာနဲ့ကိုတိုင်းထွာပြီးတော့ကာမိအောင်စူးစမ်းပါလို့ပြောပြပေးချင်ပါတယ် group 3လေးတွေဒီတော့လာတာဝေးကြီးကြီးကြီး ခရုတလီလေးတွေရဲ့သုံးလမ်းသာမင်းကြီးရေကံခရုတလီလေးတွေရဲ့သုံးလမ်းသာမင်းကြီးရေကံခရုတလီမကနာကတိမစွဲခင်ပြောလိုက်တယ်လို့မျိုးပေါ့နော်အရန်ကိုအတွက်အရန်တော့နဲ့ဂရုတလီကောင်ပါလေမြန်းကိုအတွက်ကိုလေ ကင်ကဲတွေဝယ်မယ်အင်ဂျီတွေဝယ်မယ်နော်တကိုကြီးအသုံးဆောင်ပစ္စည်းတွေဝယ်တယ်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 ဝယ်ချမ်းတယ်၃လမပြည့်ခင်မှလေးဒါမှမဟုတ်၃လတာကြည့်ပေးတာနော်လာကထုတ်တယ်အကျွေးဆက်တယ်ထပ်ဝယ်တယ်လာမကုန်ငယ်ပတ်စံကုန်သွားတယ်အဲ့ဒီ၃လအဲ့လိုလဲသွားလိမ့်မယ်အထူးသတိထားပါလို့ပြောပြပေးခြင်းနဲ့ကိုယ့်ရဲ့တကူကြီးတကာရနဲ့ကိုကုန်နာများတတ်တယ် အရန်ပေါ့နော်အဲ့လိုမျိုး entertainment ဆိုလဲပါလိုက်တာပဲအာဒါတော့ကိုနော်ကိုတုံးချင်တယ်ကိုပြည့်စည်ဖနာဝယ်မယ်အင်ဂျီဝယ်မယ်နော် make up ဝယ်မယ်ဒါမျိုးတွေမှလဲကုန်လိုက်တာပဲပေါ့နော်အဲ့ဒီလိုမျိုးလိုချင်တာတွေကတအားများတအားများတအားများပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့အာပြတ်သုံးလက်သုံး23ဖြစ်တတ်တယ်တစ်ချက်အထူးတတိထားပါလို့ပြောပြပေးချင်ပါတယ်အဲ့တော့ကိုကလေ ရက်30ရှိရင်15ရက်လောက်ကတော့တထီးလိုနေပြီးတော့ကျန်တဲ့15ရက်မှာလေးကွာလေးတော်တော်ကိုချွေချွေတာတာနော်အဲ့လိုမျိုးလေးတွေနဲ့နာနာငပိရင်နဲ့စားနေရမယ်အဲ့ဒါအရေးကြီးတယ်ဆိုတာလေးကိုပြပြပေးချင်ပါတယ်အရေးကြီးတာပေါ့နော်ဒါလေးတွေပါနောက်ထပ်တစ်ခုကကြတော့ budget အထက်ကဒီသုံးလတာကာလမှာ group 3လေးတွေရာလေ budget ကိုချိန်ပြီးတော့သုံးတက်ဖို့အရင်အရေးကြီးတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ budget ကလေးနဲ့ချွေတာချိန်စပြီးတော့သွားပါလို့ပြောပြပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကဥမာရက်30ရှိတယ်ရက်30မှာဆိုရင်ကတနေ့ကိုဘယ်လောက်သုံးမလဲဘယ်ဟာတွေကတော့ဘယ်နေရာမှာသုံးမလဲဗာညာဆိုရင်အဲ့လိုမျိုးပေါ့နော်ဒါတလတာ expense plan လေးကိုလောက်ထားဝင်ရအထွက်ရများတအောင်ဒီလဒီသုံးလထဲမှာတစ်ချက်လောက် အဲအဲ့ဒီဟာလေးကိုစူးစမ်းကြည့်ကြည့်ပေါ့နော်ဘာလို့လဲဆိုတော့အဝင်အထွက်မမျှတတ်ဘူးမဝင်ဘူးမဟုတ်ဘူးဝင်တယ်ဒါပေမဲ့အထွက်ကပုံကျန်းနေတာ minus တွေပြနေတာမျိုးဖြစ်တတ်တယ်မွန်ခွန်းကပြောသလိုမျိုးအရင်အရေးကြီးတဲ့အချက်ကတော့ထားလိုက်ပါတော့ကို့အာဘယ်လိုကောင်းမလဲကို့မှာနောက်ခံ background ရှိနေရင်တော့ဖိဖိပေးပါအောင်မေမေပေးပါအောင်နဲ့တော့ဖြစ်တတ်တယ်ပေါ့နော်အဲဒါပေမဲ့ဖိဖိမေမေကကြတော့ပြန်ပေးစရာအဲ့လောက်ကြီးအရင်အကျန်းအကျန်းပန်းမလို့လေအဲ့တော့ကိုက ခဏပြောသလို330မှာ15ရက်လောက်ကတတိဆုံးသုံးပြီးတော့ကျန်တဲ့15ရက်မှာကိုကလေတော်တော်ကိုချစ်ချစ်တတ်တာချစ်ချစ်ကုတ်ကုတ်နဲ့နေရတာမျိုးမလောက်တာမျိုးဖြစ်ပြီးတော့ငွေချင်းစရာနေပတ်စံနေချီပတ်စံနေပြန်ဆက်ရအဲ့လိုမျိုးဖြစ်တတ်တဲ့အထူးသတိထားပါလို့ပြောပြပေးချင်ပါတယ်အဲ့တော့စီးပွားရေးလောက်တဲ့သူတွေလည်းအဲ့လိုပဲ ကိုလှုပ်ချင်တဲ့အရာတွေကိုပေါ့နော်အာအဲ့မှာတုံးချပြလိုက်တုံးချပြလိုက်ပြီးတော့ကိုတကယ်လိုအပ်တဲ့အခါမျိုးကြတော့ကွငြိမ်နေလိုက်ရတာမျိုး ဖြစ်တတ်တယ်ပေါ့နော် အရန်အရေးကြီးပါတယ်အဲ့တော့ဒီ၃လတာကာလမှာတော့ group 3လေးတွေ budget နဲ့ expand plan လေးတွေနဲ့တွားပါကိုကသူများစီရလည်းပတ်စံမချီနဲ့ကိုကလည်းသူများကိုပတ်စံနေလက်လွတ်စပယ်မချီပါနဲ့ပြန်ရဖို့ခေရင်တတ်တယ်ကိုစီမှာအကျွေးတွေပြနေတတ်တယ် အဝယ်တွေများပြီးပစ္စည်းတွေပုံပြီးတော့ပတ်စံမရှိဖြစ်တတ်တယ်ဆိုတဲ့ဟာလေးကိုတော့အထူးသတိပေးပြီးတော့ပြောပြပေးချင်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။အဆအဆရာဆင်ပြေကြပါစေလို့ဆုတောင်းပေးပေးပါတယ်ရှင်။အစိုးညံ့တွေဂျုံတိုင်းတော့ဒါဟဲ့ဖြစ်လာမလားဆိုပြီးတော့စိုးရိမ်ကြမလို့ဘူး။ဟဲ့ဒါဖြစ်တတ်တယ်နော်။တစ်ချက်သတိထားဘလို့ပဲညာလုံးတော့ဆိုရင်ကိုကအဆင်ပြေသွားလိမ့်မယ်ပေါ့နော်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။အဆအဆရာဆင်ပြေကြပါစေရှင်။ မင်္ဂလာပါရှင်ရှင်လေးလာပိုင်ပေါ်ကနေပြန်လည်ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ reading လေးကတော့မွန်နိုတွေပေါ့နော်။ဒါ၃လတာငွေကြေးကံလေးကိုမွန်နိုလေးလာမှဖြစ်ပါတယ်။အခု group 4လေးတွေအတွက်ဖြစ်ပါတယ်။ဒီကတ်ကလေးကိုရွေးထားတယ် group 4လေးတွေအတွက်ပေါ့နော်။အဲ့တော့ဒီ၃လတာငွေကြေးကံကံကြမ္မာအခြေအနေလေးကိုမွန်နိုတွေလေးလာကြမယ်။အဲ့တော့ပြီးသားရင်တော့မွာ Tarot card လေးနဲ့လေးလာပေးမယ်ပေါ့နော်။အဲ့တော့ဒီ group 4လေးတွေအလုံးမှာငွေရေးကြေးနဲ့ပတ်သက်ရင်ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားလုပ်ပါပြီးရင်စနစ်တကျလုပ်ပါစရင်စရာခံရတဲ့သူတွေပဲဖြစ်ဖြစ်ငွေကြေးခံရတဲ့သူတွေပဲဖြစ်ဖြစ်ရှင်းရှင်းလင်းလင်းလုပ်ဘာဖြစ်လို့လဲဆိုတော့ဆွဆွဲခံရတတ်တဲ့ နော်ကို့လေအဲ့လိုဝေးကြီးလို့ဘာလို့ ਨੇ ပတ်သက်ရင်လေအာပတ်စံပြောက်သွားလို့ဆင်းပြောက်သွားရဲ့အဲ့လိုမျိုးဆွဆွဲခံရတာစရင်မာနေတဲ့ဘလူးဘယ်ညာဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ဆွဆွဲခံရတာလေးတွေရှိတတ်တယ်တစ်ချက်တတိယနော်အဲ့တော့အကောင့်သမားလေးတွေပြီးတော့ဒါပတ်စံတိုင်ရတဲ့နော်တရားအဝန်ထမ်းတွေ နော်ဈေးဆိုင်ဆိုင်ဝင်တန်းတွေဒါလေးပေါ့နော်အကုန်လုံးအဲ့ဒါလေးတွေဝေးချင်းနဲ့ပတ်သက်တစ်ချက်သတိထားပါလို့ပြောပြပေးခြင်းနဲ့ပြီးတော့ဒါအလုံးလုံးနေတဲ့ရောင်းဝယ်လုပ်နေတဲ့သူတွေဆိုရင်လည်းအဲဘယ်လိုခေါ်မလဲကိုယ့်ရဲ့ဒါ customer တွေဘာတွေနဲ့ပေါ့နော်အဲအဲ့လိုမျိုး ုဆန်ပူပေးမိတာဆန်လိုမိတာဒါမျိုးလေးတွေတစ်ချက်တည်းထားเนาะဘောင်ချာမရေးတာအရင်ရေးကြည့်တဲ့ဒါလေးတွေเนาะအဲ့တော့တိတိကိုကိုလေးတွေကနေစပြီးတော့တစ်ချက်တည်းထားပေးပါလို့ပြောပြပေးချင်ပါတယ်ရှင်ပြီးတော့နောက်တစ်ခုတကယ်ချင်းချင်းချင်းမဲ့အာပြန်ချီထားတယ်ပြန်ပြန်ပေးစရာမလိုဘူးလို့ပါလို့အဲ့လိုမဟုတ်ဘူးเนาะအဲ့ဒါလေးတွေလည်းတစ်ချက်တည်းထားတကယ်ချင်းချင်းချင်းမှလည်းငွေကြီးတွေပါလို့လည်းပတ်တယ်စစ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 ်တိတိကျကျလေးတွေလောက်ပါ หยาบๆกันใช่ไหมแล้วเราคลืกนฟงเลยอย่าเงี้ยเต้าลาดังเล င်မခုနပြောသလိုတိတိကျကျတိတိကျကျလို့လူမှုရေးကိစ္စတွေမှာလေလူမှုရေးတွေလေအငွေကြေးနဲ့ပတ်သက်ပြီးတော့လူမှုရေးကိစ္စလေးတွေပြောရဆိုရတာရောရောထွေးတာဖြစ်တတ်တယ်အဲ့တော့ငွေကြေးနဲ့လူမှုရေးနဲ့ရောထွေးတာတကယ်ချင်းချင်းပတ်စံချီးလိုက်တဲ့ ပြဿနာတွေတက်တဲ့ဒါမျိုးလေးဖြစ်တတ်တဲ့အရောငွေကြီးနဲ့ပတ်သက်ရင်ရှင်းရှင်းလင်းလင်းလောက်ပါပြောပါဆိုပါဒါလေးကိုပြောပြပေးခြင်းနဲ့နောက်တစ်ခုကကြတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုပတ်သက်မိတဲ့သူကလေနည်းနည်းလေးပေါ့နော်ဟိုဇရိုက်ဆန်နေပေါ့နော်အဲအဲ့လိုမျိုးလေးတွေတဲ့ထဲမှာပါတတ်တဲ့တစ်ချက်တတိတာငွေကြီးနဲ့ပတ်သက်ရင်ကွာဟိုဘယ်လိုခေါမလဲ ခင်လို့ရတယ်တငယ်ချင်းချင်းချင်းခင်လို့ရတယ်မိစွေချင်းချင်းခင်လို့ရတယ်ငွေကြေးနဲ့ပတ်သက်ရင်ပျော်ရဆိုရခက်တဲ့သူတွေငွေကြေးနဲ့ပတ်သက်ရင်အရန်ရစ်တတ်တဲ့သူတွေအရန်တစ်တစ်လေးလေးရှိတဲ့သူတွေနော်အဲ့လိုလိုမျိုးလူတွေ ਨੇ အဲဖြစ်နိုင်ပေါ့နော်ငွေကြေးကိစ္စတိတ်မပတ်သက်မိစေနဲ့အရန်အရေးကြီးပါလေကိုကလေးဖြတ်နေပါလေသူများဆရာချီးထားတယ်ပါညာဆိုရင်လေလေနော်ချင်းချင်းတန်တန်ပတ်စံပြန်တောင်းခံရပါလေဖြစ်တတ်တယ်ပေါ့နော်တစ်ချက်တတိထား ီးတော့ကိုကငွေကြေးနဲ့ပတ်သက်ပြီးတော့ခုနပြောသလိုအလုံးလုံးတဲ့သူတွေဆိုရင်လည်းစနစ်တကျလုံးနှစ်ခါပြန်သုံးခါပြန်စစ်ပြန်ပေးတာပြန်ယူတာအဲ့ကိစ္စလေးတွေမှာပေါ့နော်အဲ့ဒါလေးရဲ့တတိထားနောက်ကိုကအယောင်းဝယ်လုပ်တဲ့သူပေါ့နော်ကိုက customer နဲ့အယောင်းဝယ်လုပ်တဲ့အခါမျိုးဗာမျိုးကြရင်ကိုဘက်ကမမားစေနဲ့ဘာဖြစ်လို့လဲဆိုတော့ပြန်ယော်ခိုင်းတာတွေနော်နည်းနည်းလေးပေါ့နော်ဟိုဘယ်လိုကောင်းမလဲအာအဲ့လိုလှုပ်ကြံပြီးတော့ ဟိုလိန်လိန်ညာပြီးတော့ဗောနောအဲ့လိုမျိုးလေးတွေရော်ခိုင်းတာတွေဘာတွေရှိတတ်တယ်ဒါကြောင့်မလို့ online shop လုပ်နေတဲ့သူတွေပစ္စည်းရောင်းတဲ့သူတွေကိုပစ္စည်းရငွေကြီးရအားလုံးကိုတတိလေးနဲ့ဒါဒီသုံးလတာမှာဖြတ်တန်းမှာဆောင်ရွက်ပါလို့ပြောချင်တယ်နောက်တစ်ခုကကျတော့ကိုကအာဒါသူများစီကပစ္စည်းပစ္စည်းဝယ်တယ်ပေါ့ပစ္စည်းဝယ်တယ်အဲပစ္စံဒါအပေးယူပေါ့နော်အပေးယူလေးတွေမှာဆိုရင်လဲစနစ်တကျလေးတွေလောက်စာချုပ်စာနဲ့စာပြေစာနဲ့ကိစ္စလေးတွေတည်ချာချာဖတ် အဲ့တော့နှစ်ခါပြန်သုံးခါပြန်ဖက်ဒီလိုမျိုးလေးတွေနဲ့အလုံးလုံးပါလို့ပြောပြပေးချင်ပါတယ်စနစ်တကျတတိလေးနဲ့သွားနေမယ်ဆိုရင်တော့အဆင်ပြေတယ်လို့ပြောပြပေးချင်ပါတယ်အဲ့တော့လူမှုရေးနဲ့ပတ်သက်ပြီးတော့ငွေကြေးတွေမရောထွေးနဲ့မရှုပ်ထွေးစေနဲ့ငွေကြေးရှုပ်ထွေးသွားရင်လူမှုရေးတွေပါပြတ်တက်တယ်ဒါလေးကိုလည်းအထူးသတိပေးချင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ် group full လေးတွေအစအစရအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရှင်အဲ့တော့ဒီ၃လကြာမှာ ငွေတည်နဲ့ပတ်သက်ရင်အခက်အခဲမရှိရလေအောင်အငြေတန်းပေါ်တော့ကိုကိုကိုလည်းခုမုံပြောသားတဲ့အချက်ကလေးတွေကိုသတိထားပြီးတော့ဝေကြီးကန်လေးတွေတိုးတက်ကြပါစေတိုးပွားကြပါစေလို့ပြပြပေးချင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ဆက်စားဆင်ပြေကြပါစေရှင်